။ဘာစီလိုနာရဲ့ကွင်းလယ်အသက်သွေးကြောဖြစ်တဲ့မော်ဆီယာလေးပက်ထရီဘာစီလိုနာတင်းရဲ့ပွဲစဉ်တိုင်းမှာကွင်းလယ်ကိုလွမ်းမိုးထားတဲ့မော်ဆီယာလေးပက်ထရီကိုချီမူကန်ဖွင့်ရတာကပေဂျာတီတို့ရဲ့ဘောလုံးဝေဖန်သူတွေအတွက်ပါမထူးခြားတဲ့ပုံမှန်ဖြစ်စဉ်တစ်ခုလို့တတ်မှတ်ရတော့မယ့်အခြေအနေကိုရောက်ရှိနေပါပြီ။ဘာစီလိုနာကရှင်ပြန်ကစားကြတဲ့ရီယယ်ဆိုစီတက်တင်းရဲ့ပွဲစဉ်မှာလည်းဘာစီလိုနာတင်းရဲ့နိုင်ရလကပက်ထရီရဲ့လက်ရာဖြစ်ခဲ့ပြီးသူကကွင်းလယ်မှာရန်တော့ပြတဲ့ချက်လက်တီနဲ့ခြေစွမ်းပြကပွဲစဉ်တစ်လျှောက်လုံးကောင်းဆုံးကစားမဆုကိုထပ်မံသိမ်းပိုင်နိုင်ခဲ့ပြန်ပါတယ်။ဘာစီလိုနာတင်းရဲ့နိုင်ပွဲတိုင်းမှာပက်ထရီရဲ့ခန်းကဏ္ဍကရည်ကြီးဆုံးသောနေရာမှာအမြဲတမ်းရှိနေတတ်ပါတယ်။သူအတင်းရဲ့နှလုံးသားနဲ့အုံနောက်ဖြစ်တည်ရှိနေပြီး ဘောလုံးကိုထွင်းချောင်းနိုင်စွာဂိမ်းကိုနှိကူးစေခြင်းမြန်ဆန်စေခြင်းတို့အပေါ်မှာဆုံးဖြတ်ချက်ချနိုင်စွာကတော်လေးကိုလူပညာဆန်လွန်းတာဖြစ်ပါတယ်ပရီးရဲ့ကစားဟင်းကရိုးရိုးရှိရှိထိရောက်တာတက်ကိုပို့ပြီးတော့လှပလွန်ပါတယ်ရီယယ်ဆိုစီတက်တင်းတဲ့ပွဲစဉ်မှာသူကဘောလုံးပိုက်ဆိုင်မှုတိုက်ရှိစတဲ့မှုနဲ့ခန်းစည်းကူညီပေးမှုတွေမှာပြည့်ချက်မရှိတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့လာကြောင်းသူကမန်သမတ်ထိရွေးချယ်ခဲ့တော့ကဘောလုံးကြီးပရိသတ်တိုင်းအတွက်လက်ခံနိုင်စရာရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်ပရီးရဲ့သူ့ရဲ့စွမ်းဆောင်ရည်ကိုစကလုံးနေနဲ့ချီးမွမ်းတာတက်ကိုပို့ပြီးတော့အချက်လက်တွေနဲ့တက်တည်ပြသနေတယ်ပါ လက်ရှိဥရောပထိပ်တန်းကွင်းလှဖန်နီဒရီဂျာမာတူဝါထိပ်တန်းစနစ်တွေကိုပိုက်ဆိုင်တော့ပြီးသူကကစားပွဲမှာနှစ်ဖက်ပြင်ဆွမ်းဆောင်ရည်ဖြစ်ပြီးပြီးဆုံးနေတာကိုအောက်ပါဥရောပထိပ်တန်းစနစ်တွေကတက်တည်ပြသနေပါတယ်။ပယ်ရီကဘောလုံးထိချက်အများဆုံးကစားမအဖြစ်ပွဲစဉ်တစ်လျှောက်ကွင်းတွင်းမှာအသင်းရဲ့ဘောလုံးလက်ပတ်မှုမှာဆက်မပြတ်ပါဝင်နေပြီး အတင်းဝရတက်အမြဲတမ်းရွေးချယ်စရာတစ်ခုဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ဒါပြင်တိကျတဲ့ပေးပို့မှုအချိန်ကြီးအများဆုံးကစားမှာသူပေးပို့တဲ့ဘောလုံးနိုင်နီဘက်ကအတင်းပေါ်စီကိုရောက်ရှိပြီးဘောလုံးပိုင်ဆိုင်မှုကိုတိအောင်ဆုံးထိန်းထားနိုင်စွမ်းနဲ့ကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါရီမကစီပဲပြိုင်ပွဲရဲ့ကွင်းဘက်ချမ်းမှာတိကျတဲ့ပေးပို့မှုအများဆုံးဖြစ်ကွင်းလက်ကနေတိုက်စစ်စီကိုဘောလုံးကိုပီယာပေးပြီးပို့ဆောင်ရမှာသူကဘလောက်အမကင်ကင်ဖန်တီးနိုင်လဲဆိုတာကိုတွေးရပါတယ်။ဖိုင်နယ်တက်ဆုံထဲမှာတိကျတဲ့ပေးပို့မှုအများဆုံးကိုပေါအနီပုံမတင်ကျတဲ့ခန်းစစ်စုံထဲမှာတော့သူ့ရဲ့ပေးပို့မှုတွေကအဆုံးဖြတ်ပေးနိုင်လောက်တဲ့အထိတိကျနေတာတွေပြင်ဘောလုံးပြန်လဲဆဲယူနိုင်တဲ့ကြေးအများဆုံးဖြစ်သူကတိုက်စစ်မှာတော့မကခန်းစစ်ပိုင်းမှာပါအထုပ်ပါဝင်ပြီးဘောလုံးဆုံးဆုံးသွားရင်တော့အများဆုံးပြန်လဲယူငင်နိုင်စွမ်းရှိ ရဲ့လုံးဆုံးပြေးွားတဲ့ကစားမဖြစ်ကြောင်းထင်ရှားစေပါတယ်။ပရီးရဲ့ဒီလိုဂိမ်းကနေတည်းကသူ့ကိုကွင်းလက်ကစားမကောင်းတယောက်ဆိုတာထပ်ပို့ပြီးတော့ဘောလုံးကိုလူမြတ်ဆဆန်းကစားပြနိုင်တဲ့မော်ဆီယာလို့တင်စားခေါ်အောင်ဂျင်းကလုံးဝကိုမှန်ကန်နေပါတယ်။သူ့ရဲ့ဘောလုံးကိုဂိမ်းရဲ့ဘုံပြန်မခံစစ်တောင်းတွေကိုဖျက်ကြောက်ပုံနဲ့ဆုံးဖြတ်ပေးပုံတွေကခေတ္တဘောလုံးတိုင်းမှာအနုပညာတစ်ခုလိုမြင်တွေ့နေရတာဖြစ်ပါတယ်။သူရဲ့ခြေစောင်းကောင်းမှုကိုပုံဖော်ပုတ်ရဲစကလုံးလေးရှာဖို့ရတာကအမြဲတမ်းမလွန်တော့တဲ့ချိန်မှာရှိနေပါတယ်။ပတ်ဒီယာဘာစီလိုနာတင်းရဲ့နိုင်ပွဲတိုင်းရဲ့လိုအပ်ချက်ဖြစ်ပြီးသူရဲ့မော်ဆန်နဲ့ဘေးပုံမှုတွေနဲ့တကယ်လွန်မောမှုကအသင်းကိုချန်ပီယံဆုစီဦးတည်နေတဲ့လမ်းကြောင်းပေါ်မှာခိုင်မာရပ်တည်နေစေတာလည်းဖြစ်ပါတယ်။ करते हैं अमर पूछे कहते हैं